Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပူပူမွေးမွေးနဲ့ကြာစံချက်ကလေးကိုအခုလိုမျိုးစက်သားချက်ရိုးနိုင်နိုင်ငဖဲငုံအစုံလင်းနဲ့ချက်ပြီးတော့သူနဲ့ရမ်းလိုက်ဖက်တဲ့ရှောက်သီးတုတ်ချစ်တီမီမီလေးနဲ့တွဲပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်စစ်နဲ့ဒူလိုက်ပြီးတော့စားလိုက်ကြအောင်နော်ကလေးတော့ပြင်းနေတယ်တွေ့စားမယ်ပေါ့နော်ချင်းချင်းဆက်ဆက်လေးအဒီဦးဒုနဲ့လဲကွက်တီပေါ့နော်တကွေးသမားတွေပါလို့ဆိုလို့ရှင်လုံးဝထိထိမိမိ ကြာစံချက်ချက်ဖို့အတွက်အခုလိုမျိုးကြာစံကိုရေစိမ့်ထားမယ်၊ကြက်နရွက်တွေပြီးရင်ပဲလိတ်တွေကိုလည်းရေစိမ့်ထားလိုက်မယ်၊ပြီးရင်ငုံငဖယ်ပြင်ထားမယ်၊ကြက်သားကိုတော့ကျော်စစ်ကအယိုးအသားမျှပြီးသုံးမယ်ပေါ့နော်။ကြက်သားအယိုးသားကိုအခုလိုမျိုးပေါ့နော်။စနွန်းမုံရဲ့ပြီးရင်ငံပြာရည်ရဲ့စားလေးရည်နဲ့အတူရတာနဲ့ပြီးတော့ကြတော့နှက်ထားလိုက်ပါမယ်။ကြာစံချက်ကတော့ကြက်သားအယိုးရောအသားရောဆိုလို့ရှိရင်ပူပြီးတော့ကြတော့ချူပြီးစားလို့ကောင်းတယ်ပေါ့နော်။ ကယ်စပြီးချက်ဖို့အတွက်ကိုတော့ကျွန်တော်တို့အရင်ဆုံးစက်သားပြုတ်မယ်စက်သားကိုရင်းနှီးကြွတ်ကြွတ်စုမှာထည့်ပြီးတော့ကြတော့ပြုတ်ပေးမယ်ပေါ့နော်ကဲပြုတ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့အသားကိုအသားသက်သက်အခုလိုမျိုးဆဲထားလိုက်မယ်ပြီးရင်တော့ကြက်ရိုးကိုကြာတော့ကျွန်တော်တို့ကြက်ရိုးပြုတ်ရည်အခုလိုမျိုးလေးစစ်ပြီးတော့ကြာတော့ယူထားလိုက်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကြာတန်ချက်ချက်ဖို့အတွက်အဓိကကြာတဲ့ကြက်ရိုးပြုတ်ရည်လေးရပြီပြီးရင်တော့ဒီမှာအသားလေးတွေကိုအခုလိုမျိုးလေးအနေတော်လေးတွေမှွာထားပေးလိုက်မယ် ကဲစားတတ်ဖို့အတွက်စက်သွင်မှုထောင်းထားလေးကိုစီပူမှာထည့်ပြီးစီတက်ပေးပါမယ်။ပြီးရင်တော့စက်သားနွန်ထားလေးရဲ့စက်သွင်ဦးအလုံးလိုက်ကလေးကိုထည့်ပြီးတော့ကြတော့စက်သွင်လို့လုံးပေးမယ်ပေါ့နော်။ရောင်တင်မုတ်အနူးမုံထည့်ပေးပါမယ်။ကဲအနံလေးတွေမွေးလာသည်ထိလုံးပေးပြီးရင်တော့အရသာအတွက်ကိုငံပြာရည်လေးဆွတ်ပေးလိုက်မယ်။ဒီနေရာမှာကျစစ်ကပို့ပြီးတော့ကြတော့ထိုးသွားအောင်ပေါ့နော်ရှေ့မှာတော့ကျစစ်ပြုတ်ထားတယ်ကြက်အယိုးကြီးပါထည့်ပြီးတော့ကြတော့တစ်ခါထည့်ပြီးလုံးလိုက်ပါမယ် ရေစစ်ထားတဲ့ကြာစံထည့်ပေးပါမယ်ကြာစံနဲ့အားလုံးနဲ့တော့အောင်လုံးမယ်ပြီးရင်တော့အစာပလာတစ်ခုချင်းစီဖြစ်တဲ့စက်နေရွက်တို့ပဲလိတ်တို့လည်းထည့်ပြီးတော့လုံးလိုက်မယ်ပေါ့နော်ကဲအားလုံးနဲ့တော့အောင်လုံးပေးပြီးသွားရင်တော့ကျောက်စစ်တို့ရှေ့မှာပြုတ်ထားခဲ့တဲ့ကြက်ပြုတ်ရည်ပေါ့နော်ကြက်ပြုတ်ရည်ကိုထည့်ပေးပါမယ်ဒီကကြာစံချက်ကတော့ရေနာနာကြက်ပြီးတော့ကြတော့အခုလိုမျိုးကြက်ပြုတ်ရည်နဲ့ဆိုလို့ရှိရင်တခြားအရသာတွေအများကြီးထက်လိုက်စရာမလိုပဲနဲ့ကိုအရန်ချိုတယ်ပေါ့နော် နာနာပွက်လာသည့်ထိတဲပေးလိုက်မယ်။ကဲအခုလိုမျိုးနာနာပွက်လာပြီးတော့ဟင်းကျက်လာတဲ့အနေထားလေးကိုရောက်ခံနေပြီဆိုလို့ရှိရင်တော့ကျော်စစ်တို့ငုံဥတို့ငဖယ်တို့ပေါ့နော်ကိုကြိုက်တဲ့အစာပလာလေးထပ်ထည့်မယ်။ကျော်စစ်ကတော့ဒီမှာငုံဥနဲ့ငဖယ်လေးနဲ့ထည့်ပေးလိုက်ပါတယ်။ငဖယ်ဟိုးငဖယ်လုံးလေးလုံးထားပေးရပေါ့နော်။ ကယ်ပွက်လာလေမွေးလာလေပဲပေါ့နော်လုံးဝအနက်မွေးမွေးကိုမှကျော်စစ်တို့ဒီမှာအစာပလာလေးပြပြနေနေပေါ့နော်ကြက်သားကြက်ရိုးငဖဲငုံဥပေါ့နော်အစုံအလင်နဲ့ကိုကျော်စစ်တို့ဒီမှာကြာကြံချက်ကလေးရပြီအရသာလေးကိုကျော်စစ်ကနည်းနည်းလေးလူတော့ငံပြားလေးနည်းနည်းထက်ဆက်တယ်ပြီးရင်စားလေးနဲ့ငယ်ထက်ပြီးတော့ကြာတော့ထက်ပေးလိုက်တယ်ပေါ့နော်ကဲနာနာပွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ပို့ပြီးမှုေးသွားအောင်လို့ပေါ့နော်အခုလိုမျိုးငရုတ်ကောင်းလေးပါခတ်ပေးလိုက်ပါမယ် ကဲနောက်ဆုံးမှဆိုလို့ရှိရင်တော့အနမ်းအရတာနဲ့ပြည့်စုံပြီးတော့ကြတော့ငုံနေရတဲ့အကုန်လုံးပွင့်သွားမယ်ကြာစံချက်ပူပူမွေ့မွေ့ထိထိမိမိလေးရပါပြီဒါမျိုးလေးချက်စားကြည့်ပါနော်ကြာစံချက်နဲ့လိုက်ဖက်တဲ့လျှောက်သီးတုပ်ကလေးကိုတော့အခုလိုစက်သွန်ဒီပါပါလီထားလေးတွေရဲ့ပြီးရင်လျှောက်သီးရဲ့ထဲမှာလျှောက်သီးရတော့ကျွန်စစ်တို့ဒါတလုံးစာပေါ့နော် ပြီးရင်တော့အဓိကအသက်ပဇွန်ချောက်မှုကိုထည့်ပေးရမယ်ပြီးရင်တော့ဒါကတော့မြေပဲဆန်ထောင်းထားလေးကိုထည့်မယ်ရုပ်သီးစိမ့်ထောင်းထားလေးကိုထည့်မယ်ချင်းချင်းဆက်ဆက်ကလေးမလို့ဆက်ဆက်ကလေးပြအောင်များများထည့်တယ် ပြီးရင်တော့ငပိကိုတော့စစ်စစ်ကဒီနိုင်ဘိုရဲ့အတင်စားထိုင်းငပိလေးကိုသုံးမယ်။အများကြီးထည့်ကြမလို့နည်းနည်းလေးနဲ့တာသွားတယ်ပေါ့နော်။ပြီးရင်ရာတမုံလေးထည့်ပေးလိုက်မယ်။ကဲအားလုံးနဲ့သွားအောင်နှဲလိုက်မယ်ပေါ့နော်။နှဲတဲ့နေရာမှာရှောက်တီးလုံးဝကြေးသွားအောင်မျိုးမဟုတ်ဖဲနဲ့ပေါ့နော်။အဖက်လိုက်ကလေးဖြစ်အောင်စစ်စစ်ကဖွက်ဖွက်လေးမှုတ်ပြီးတော့ကြာတော့နှဲပေးပါတယ်။ ကယ်အခုဆိုလို့ရှိရင်တော့ဒီမှာပဇွန်ကြောင်းနဲ့ငပိနဲ့မှုမွေးလေးနဲ့ပေါ့နော်ညီပဲဆန်ထွေထွေလေးနဲ့ရောအရန်စားကျင်စပွဲကောင်းတဲ့ချင်းငန်ဆက်လျှောက်တီးတုတ်ကလေးရပါပြီစာဆိုင်ကပူပူလေးနဲ့တွဲစားလိုက်ရင်အရန်ထိမိမယ်နော်ကြာဇန်ဟင်းကားဆိုရင်လည်းပူနေမှပေါ့နော်အခုလိုမျိုးရှောက်သီးလေးညှင့်ပြီးရင်ရုပ်သီးအလွန်မုံလေးထက်နနံမင်းစက်သွမ်မိတ်ကလေးထက်ပြီးတော့ကြတော့မှုေးပြီးတော့ကြတော့လုံးဝပူပူမွေ့မွေ့လေးစားမယ်ပေါ့နော်စားကြပါအောင်ခင်ဗျ ရှောက်ဒီတော့ရှောက်ဒီတော့ကလေးနဲ့တွဲစားမယ်ပေါ့နော်ဟိုမှာတိမိဟွချင်းချင်းဆက်ဆက်လေးဟွ 下午走个就有啲先用冬雨个就呢个，我比如就内部嘢一定在睇个比例呢个喏，好嘛，好唔会哩。有啲都嚟就嚟就嚟嚟劈，一段嚟嘢，佢仲争嚟嚟嚟嘢。 ခုလိုရာသီဥတုနဲ့လဲကွက်တီပေါ့နော်တကွေးသမားတွေပါဆိုလို့ရှိရင်လုံးဝထိထိမိမိอืมကြောက်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 ကြင်တုတ်တက်နေမှာငါပြီရောဒီနိုင်ဘိုးရဲ့အတင်းသားထိုင်ရပြီကိုတုံးထားပါเนาะဒါကြအတုတ်တုတ်တက်နေရတဲ့အထောင်းထောင်းတဲ့နေရာတွေဒီကအခုလိုမျိုးခင်းချက်တဲ့နေရာတွေပါရမစားသူတုံးလို့ရရပေါ့เนาะအတင်းသားပဲငါတို့ကျတော့တုံးနေကြဒီမှာသူကဘူးအစိမ့်လေးနဲ့လာတယ် ပြီးရင်အခုလိုမျိုး access ဆို access တွေကလေးပါရပေါ့နော်အမျိုးမျိုးအနေနဲ့မှာဝယ်လို့ရတယ်အခုအလွယ်ဆုံးလို့ရှိရင် alert မျိုးလေးတုံးပြီးတော့ကြာတုတ်လိုက်ကြဆိုအရသာတွေလည်းရှိတယ်ဟွန်းဟွန်းမကြာရိုးလေးကအောင်မှာဟွန်းဟွန်းဆက်ပြီးတော့နဲ့ကြာကြာဟင်းကနေအောင်အရင်လိုက်ပေါ့နော်ကြာကြာနေအောင် ဒီဘလော်လေးကတော့ဒါအိမ်မှာတာဆန်ချက်ကလေးချက်ပြီးတော့ကြာတော့ရှောက်သီးတော့ကလေးနဲ့ဒရက်ပြီးစားပြက်တာဒီနေ့ဘလော်လေးကိုဒီမှာပဲရိုက်လိုက်တော့မယ်နောက်ဘလော်မှာပြန်ပြီးတိစောက်ကြပါမယ်အခုဆက်ပြီးစားလိုက်ပါတော့မယ်အခုလိုရာသီအခုပြောင်းပါလေဒါမျိုးလေးလောက်စားကြည့်ပါအခိုးလေးပါပြွင့်အရန်စားလို့ကောင်းနေပေါ့နော်အားလုံးပဲတက်တာပါ